မင်္ဂလာပါအားလုံးမင်္ဂလာပေါင်းခောက်ရညောင်းကြပါစေဒီနေ့တော့နိုင်ငံတကာမှာရောမြန်မာပြည်မှာရောအသုံးများနေတဲ့လူအခွင့်အရေးဆိုတာလေးနဲ့ပတ်သက်ပြီးတော့မိမိနားလည်တယ်လို့ပြောပြချင်ပါတယ်မူလသတ်မှတ်ထားတဲ့လူအခွင့်အရေးဆိုတာကတော့လူသားဆန်ဖို့လူလိုသိလာဖို့လူလိုမြင်ဖို့လူလိုတွေးခေါ်ဖို့လူလိုပြောဆိုဖို့လူလိုပြုမှုနေထိုင်မှုလွတ်လပ်စွာပြုမှုနေထိုင်မှုနိုင်ဖို့အတွက် လူသားဆန်ဖို့အတွက်ခွင့်ပြုထားတဲ့လူခွင့်ရေးဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်။ဒါပေမဲ့တချို့သောပုဂ္ဂိုလ်များကဒီလူခွင့်ရေးဆိုတာလူသားဆန်ဆန်နေတတ်ဖို့လူနဲ့တူတူ နေတတ်ဖို့ဆိုတာတဲ့အခွင့်အရေးတွေလူဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြုမှုနေတိုင်းကြပါတယ်။အဲ့ဒါလိုနေထိုင်လာတဲ့အခါအမတန်မှလူသားဆန်တဲ့လူခွင့်ရေးဆိုတဲ့ဒီရည်ရွယ်ချက်စကားလုံးလေးဟာအလူခံရတဲ့စကားလုံးလေးပြန်ပြက်လာပါတယ်။ ။ဘာဒီအလူခံလိုက်ခံရတာလဲဆိုတော့အခွင့်အရေးတွေအလူခံရပါတယ်။ကျိုးသောပုဂ္ဂိုလ်တွေဟာလူသားဆန်ဆန်နေထိုင်ဖို့အတွက်လူခွင့်ရေးကိုရှင်းရန်တင်ပြီးတော့ခွင့်ပြုထားပါတယ်။အဲ့လိုခွင့်ပြုထားတာကိုခွင့်ရေးယူပြီးတော့အခွင့်အရေးတွေပြန်လူချပြန်ပါတယ်။နေရာကိုလူတယ်၊မြေကိုလူတယ်၊နေရာကိုလူတယ်။လူကိုလူတယ်အကျိုးခံစားခွင့်ကိုလူတယ်ဟော လူသားဆန်ဆန်လူလိုနေရဖို့အတွက်ပေးထားတဲ့ဒီအခွင့်အရေးဟာအခွင့်အရေးတွေကိုလူလာပြီးနေရာကိုလူမယ်လူကိုလူမယ်အကျိုးခံစားခွင့်တွေကိုလူလာတဲ့အခါကျတော့ဒီလူခွင့်ရေးဆိုတဲ့စကားလုံးကပြီးဒီပင်လင်းကောင်းကျုပ်ကိုဖြစ်စေတဲ့စကားကဒီပင်လင်းအစိတ်တစ်ဖွဲဖြစ်ပြီးတော့အလူခံရတဲ့ခိုးချင်ရခိုးကလူချင်ရလူကွာလို့အပြောခံရတဲ့စကားလုံးလေးပြန်ဖြစ်လာပါတယ်လူသားနယ်ပယ်မှာလူလိုနေတိုင်းဖို့ လွတ်လပ်စွာတွေးခေါ်လွတ်လပ်စွာပြောဆိုလွတ်လပ်စွာနေထိုင်ဒါကလူခွင့်ကြီးပဲဖြစ်ပါတယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့အခွင့်ရေးတွေကိုလိုက်လိုက်လူနေတယ်ဆိုတော့ဒီလူခွင့်ရေးကအခွင့်ရေးလူလာတဲ့အခါမှာပေးနိုင်တာတဲ့ပိုပြန်တောင်းတဲ့အခါပေးနိုင်တာတဲ့ပိုယူတဲ့အခါပြန်တောင်းခံရတယ်ဆိုတဲ့အနေအမှာတိုင်းဆိုင်ရနိုင်ငံတွေကလည်းအကုန်မပေးနိုင်တော့ဘဲနဲ့ပြန်တောင်းပါတော့တယ်အကုန်လုံးမပေးနိုင်တော့ပါဘူးပေးနိုင်တာတဲ့ပိုယူရင်ပြန်တောင်းခံရတယ်ဆိုတဲ့အတိုင်း အခွင့်ရေးမှန်သမီးကလိုက်လူတဲ့အခါဒီလူခွင့်ရေးဆိုတဲ့စကလုံးနောက်ွယ်မှာပြန်ပြီးတော့ထိန်ချွာတာတွေထိန်ညှိရတာတွေစီကံပေါင်းတတ်မှတ်တာတွေဖြစ်လာပါတော့တယ်အလုံးလူသားဆန်ဆန်လူခွင့်နဲ့အညီနေနိုင်ကြပါစေ။